ရေဒါရှိမြို့နယ်စစ်တောင်းမြေအရှိတ်ချမ်းမှာတိုက်ပွဲပြင်းထန်နေပါတယ်။အောက်တိုဘာ29ရက်နေ့တည်ရတဲ့သတင်းကတော့ပကိုးတိုင်းရေဒါရှိမြို့နယ်ကစစ်တောင်းမြေအရှိတ်ချမ်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေတာခန့်စစ်ရေးသတင်းမြစ်တွေက ပြောပါတယ်။စစ်ရေးရရေးပါတဲ့စစ်တောင်းမြေအရှိတ်ချမ်းကရွာတကြီးရွာကမြမစစ်တပ်ရဲ့ထိုင်စခန်းတွေကိုနေပြည်တော်တိုင်းစစ်ဌာနနဲ့အောက်တရင်တွေက အောက်တိုဘာ20ရက်မှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်။မြမတမတော်ကသူဆုံးရှုံးထားတဲ့ရေဒါရှိမြို့နယ်ဆော်မြို့နယ်၃ မိုင်လောက်တာဝေးတဲ့ရွာတကြီးရွာကအထိုင်စခန်းနဲ့ကာကင်းတွေပြန်ရဖို့အပြင်းထန်ထိုးစစ်ဆင်လာတာလို့သိရပါဗျ။ဒီမနေ့အော်တိုဘာ29ရက်မနေ့10နာရီ6မိနစ်မှာရေဒါရှီမြို့နယ်စစ်တောင်းမြေအရှိတ်အချမ်းတိုက်ပွဲအတွင်းစစ်တပ်ကလေရင်နှစီးနဲ့ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်တယ်လို့သိရပါဗျ။ဒါအပြင်စစ်အင်အား၄00ခန့်နဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲပြင်းထန်နေတာလို့နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဗိုလ်လက်ကြာကဒီပြုပါဗျ။ မနေ့ကတနေကုန်ဖြစ်တဲ့ရွာတစ်ပတ်တည်းရိုက်မထိုးဘဲရွာတစ်တောင်ဖက်ကျော်ကထိုးလာတာရေလွဲရွာဖက်မှာနှစ်ဖက်ထိကိုက်မှုရှိတယ်လို့လို့သူကပြောပါတယ်။ဒါအပြင်ဒီကနေ့မှလည်းတိုက်ပွဲဆက်ခင်နေပြီးအသေးစိတ်ခြေနေကိုမတိရသေးဘူးလို့ဂိုလာကြာကပြောပါတယ်။ဒါအပြင်အောက်တိုဘာ26ရက်နေ့မှလည်းပခုတ်ကူနဲ့ကမကြားမြန်မာတပ်မတော်ကစစ်ကြောင်းထိုးနေပါတယ်။မကွေးတိုင်းပခုတ်ကူနဲ့ကမမြို့နယ်ကြားမှာစစ်ကြောင်းထိုးနေလို့ဂျေးရွာရှိရွာထက်မင်းတိတ်ဆောင်နေရတယ်လို့သိထားရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ22ရက်ကတည်းကအခုတ်ကူမြို့နယ်အခုတ်ကူကမလန်းပိုင်းပေါ်ကညောင်ချစ်ပင်ပြူစောတိချေးရွာကိုရောက်နေတဲ့အင်အား180ခန့်ပါတဲ့စစ်ကြောင်းဟာအဲ့ဒီပြူရွာမှာအထိုင်ချပြီးအနီးဝန်းကျင်ကခြေရွာတွေကိုစီးနှင်းရှာဖွေနယ်မြေရှင်းလင်းရေးတွေလုပ်နေရလို့ဒေတာခန်တွေကပြောပါဗါအောက်တိုဘာ24ရက်နေ့ကလည်းပါယာမိုရာနဲ့အခုတ်ကူမြို့နယ်ထန်းတပင်ရွာကိုဝုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲနောက်အောက်တိုဘာ26ရက်နေ့လည်းဆယ်နှစ်နာရီခန့်မှာတော့ညောင်ချစ်ပင်ပြူရွာကနေစစ်တပ်က60မမ လက်နက်ကြီးနဲ့ပြစ်လို့ပြည်အရွာကိုခြံရောက်ပောက်ပွဲခဲ့ပါသေးတယ်။အဲ့ဒီစစ်ကြောင်းကသူတို့ခေါ်နေမြင်ရှင်းလင်းနေပေါ့ဗျာ။အဲ့လိုရည်ရွယ်ချက်ရင်နောက်တစ်ခုကတော့သူတို့ရည်ရွယ်ချက်ကဒေတာခံတွေကိုစီယုံရေးပုံစံမျိုးပေါ့ဗျာ။အဲ့လိုမျိုးဆင်းနေပေါ့။ဒါပေမဲ့ဒီမှာတစ်ချက်မေ့စရာရှိတာကဒေတာခံတွေကိုစီယုံရေးပုံစံဆင်းနေပြောတဲ့သူတို့စစ်ကြောင်းလာတဲ့တခြားမှာဒေတာခံတွေတယောက်မှမတွေ့ဘူးပေါ့လို့ကိုဘိုဘိုတန့်စင်ကပြောပါတယ်။စစ်ကြောင်းကရေလာကြီးထန်းတပင်ဖောင်ချောင်းဖောင်းခွဲရေမြက်ပြိုင်ရွာသားအေးမြေပန်းတောင်ဆက်တဲ့ခြေရွာများမှာဒေတာခံတွေကတော့ နှစ်ပတ်တိုက်ပွဲတွေကြားညက်မှာဆိုလို့စစ်ဆောင်နေကြပါတယ်။ဒါအပြင်ပခုတ်ကူမျိုးနဲ့မြစ်ခြေဒေသတွေကိုဥတီနေတယ်လို့ခန့်မှန်းရကြောင်းအခုစစ်ကြောင်းကဒီကနေ့မှမြေပန်းတောင်းရွာဘူဝင်နေကြောင်းတရင်ရရှိပါတယ်။အပိုင်းနဲ့မကြသေးမီကပင်လက်လွတ်ခဲ့ရသည့်စစ်ကိုင်းနဲ့ကချင်ပြည်နယ်ဆက်ရှိရွှေထွက်ရဗမောက်မြို့ကိုလည်းစစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေပါတယ်။စက်တင်ဘာ20ရက်နေ့တွင်မြို့ကိုလက်လွတ်ခဲ့ရပြီးနောက်စစ်တပ်ကရှမ်းပြည်မျိုးသားများတက်မတော့ SNA နဲ့ပူးတွဲပြီးအော်တိုဘာလာဆန်ကစားပြီး လက်နက်ကြီးလေးချောင်းတရုံအခုနီဖြင့်ထိုးစစ်ဆင်လာရာမြို့နီးဝင်းကျင်ထိရောက်ရှိလာကြောင်းတော်လန်ရင်အားစုထံကသိရပါဗျ။ထိုးစစ်ချီနေကတော့မြို့နာပြန်ကတ်နေပါပြီ။ပြန်ဆုတ်ပြန်တိုးလုပ်နေတယ်။သူတို့ဘက်ကတရုံလဲအားကောင်းတယ်လို့တော်လန်ရင်တပ်ဖွဲ့ဝင်တို့ကပြောပါဗျ။ SNA နဲ့စစ်တပ်ဘက်ကအင်အားများများနဲ့ထိုးတယ်ဆိုပေမဲ့တရုံအားကိုပြီးပဲထိုးနေတာများတယ်လို့သူကဆက်ပြောပါဗျ။စာလင်ကြီးမြို့နယ်ဘက်မှာတော့စကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်မှာစစ်စင်ရင်များကိုကင်တွယ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ခြေဆိုင်ရာမုံရွာမြို့တပတ်ကန်းရှိစားလင်းကြီးမြို့နယ်ကိုလည်းအောက်တိုဘာ18ရက်ကစပြီးအင်အားလုံးအင်းဖြင့်စစ်ကြောင်းထိုးနေတာပါ။ချင်းတွင်းမြစ်နောက်ပကန်းစားလင်းကြီးမြို့နယ်ရှိတရုတ်ရင်းနှီးမြို့နယ်မှာလက်ပတောင်ဂျင်းနီစီမံကိန်းရဲ့အနီးဝန်းကျင်ခြေရွာများကိုအင်အားနှစ်ရညီပါပါဝင်သည့်တပ်ဖွဲ့ကစစ်ကြောင်းနှစ်ခုဖြန့်ကွယ်စီးနင်းနေခြင်းဖြစ်ပါတယ်။အောက်တိုဘာ20ရက်နေ့နေ့ပိုင်းကနမခမတ်တက်လာသည့်စစ်တပ်လေဒီနစ်စီဖြင့်ထန်းပွေရွာကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကြောင်းဝင်သည့်အော်တိုဘာလ၁၈ရက်နေ့တွင်လည်းတဲကောကြီးရွာကိုစစ်တပ်လေလီဖြင့်ထပ်မံတိုက်ခိုက်ခဲ့ပါသည်။ထိုနေ့ညနေပိုင်းတွင် မုံရွာမြို့နယ်မအူကိရှိစစ်တပ်ကပြစ်ခတ်သည့်အတွက်စီရဲရွာဘုံကြီးကျောင်းဝင်းအတွင်လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ပါသေးတယ်။စီမံကိန်းနီးစီးနေသည့်ထိုစစ်ကြောင်းကို အော်တိုဘာလ၁၉ရက်နေ့တွင်ဒေါ်လန်ရင်အားစုကတိုက်ခိုက်ခဲ့ပြီးမြမစစ်တပ်ကမုံရွာဘက်မှတဆင့်အင်အားထပ်မံဖြစ်တင်ခဲ့ပါသည်။စက်တင်ဘာ၂၉ရက်နေ့ကဂျင်းနီစီမံကိန်းကိုလက်နက်ကြီးဖြင့်ပြစ်ခတ်မှုကြောင့် မြန်မာရန်စီလုတ်ကွက်မိုင်းမြို့နီးကြားရောက်ပေါက်ကွဲပြီးပျက်စီးမှုဖြစ်ပေါ်ခဲ့သလိုဩဂုတ်16ရက်နေ့ကလည်းမြန်မာဝန်ပေါင်းကုမ္ပဏီအတွက်လုံခြုံရေးယူနေသည့်မြန်မာစစ်တပ်ကိုတော်လန်ရင်အင်အားစုကတိုက်ခိုက်ခဲ့ပါတယ်။ဂျင်းနီစီမံကိန်းပြန်ရှင်ရလာခြင်းကစားပြီးတော်လန်ရင်အင်အားစုကစီမံကိန်းဝင်အတွင်းမြန်မာစစ်တပ်ကိုမကြာခဏတိုက်ခိုက်တော်လဲမီဒီယာဖွဲ့ကမှသူတို့တိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ပြီးခဲ့သည့်နှစ်များကဂျင်းနီစီမံကိန်းတည်ယူရေးအတွက်လုံခြုံရေးပေးရန်ရိတ်ခါပို့ရန်အတွက်အင်အားစေကနန်းဖြင့် စစ်ကြောင်းထွက်လေ့ရှိပြီးရပိုင်တွင်ပြန်လည်ဆုတ်သွားလေ့ရှိကြောင်းဒေတာခံများထံကသိရပါဗါးလောလောဆီစစ်ကြောင်းကပြန်ခေါက်မသွားဘူးတရက်နှစ်ရက်သုံးရက်ပတ်ပြီးရင်ပြန်ခေါက်သွားတာခုကမခေါက်သေးဘူးအင်အားလည်းများတယ်လို့အထက်ပါဒေတာခံကပြောပါဗါးအခြေအနေကလည်းရွေးကောက်ပွဲအတွက်လည်းရှိတာဖြစ်တဲ့အတွက်ပြန်ခေါက်မခေါက်ဆိုတာစောင့်ကြည့်ရမယ့်အနေအထားပေါ့စစ်ကြောင်းဆက်ရှိနေစေဖြစ်တဲ့အတွက်စီမံကိန်းကြီးကြီးရွာများဖြစ်သည့်စီလေ0ကြောက်ဖြူတိုင်းဖောင်းကတာရေကားဆက်သည့်ကြီးရွာများမှ ထောင်နှစ်ချီသည့်ဒေတာခံများမှာ နေရမပြောင်းရသေးပဲဘေးလွယာထွက်ပြေးလင်းဆောင်နေရပြီးစားနေရခါနဲ့ဆေးဝါးတို့လိုအပ်နေကြောင်းစစ်ဆောင်ရေးကူညီပေးနေသူများထံကသိရပါဗျ